Hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်အမြင်အစီအစဉ်ကနေပြီးတော့ကြိုးဆိုပါတယ်အဲ့တော့ဒီနေ့ကတော့စနေနေ့ဖြစ်တယ်စနေနေ့ဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့သတင်းတွေဟိုပါဘယ်နော်နှစ်ခုသုံးခုအဲ့လိုမျိုးအများကြီးပြောမှာမဟုတ်ပဲနဲ့အာကျွန်တော်ပြောချင်တဲ့အကြောင်းအရာတစ်ခုလေးကိုပဲပြောမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဘာအကြောင်းပြောချင်လဲဘာတွေပြောမလဲဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးကြပါဦးဗျကဲစလိုက်အောင်โอเคအဲ့တော့ ဒီနေ့ကျွန်တော်ဘာပြောချင်လဲဆိုတော့ဒီနေ့စီးရင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုအာပြောချင်တယ်။အော်စီးရင်းနဲ့ပတ်သက်တဲ့သတင်းတွေဒီတလောအတွင်းမှာတော်တော်လေးကိုမြန်မြန်ဆန်ဆန်ပြန်ဖြစ်လာတာတွေလည်းတွေ့ရတယ်။နိုင်ငံရေးနဲ့ပတ်သက်တာတွေလည်းအများကြီးရှိပါတယ်။အာစီးရင်းနဲ့ပတ်သက်တာတွေကတော့အခုတလောစခန်းသိန်းကြိုက်ပွဲတွေအာဒါတွေကိုကျွန်တော်တို့တော်တော်များများအာတွေ့လာရတာရှိတယ်။အော်ဒီတစ်ပတ်အတွင်းမှာတော့အားရစရာကောင်းတဲ့စီးရီးသတင်းတွေလည်းအများကြီးဖြစ်လာတာရှိသလိုပေါ့နော်တစ်ဖက်ကနေပြီးတော့နိုင်ငံရေးစီးရီးဖိအားနဲ့ အာအကြက်တဲတွေ့နေတဲ့လက်နက်ကင်တွေကိုလည်းဟာလည်းဟိုတော်လိုင်းတက်ဖွဲ့တွေကိုလည်းကျွန်တော်တို့အာတွေ့ရတယ်ဗောနော်ဒီကတော့ TNL တို့ဘာလို့မြောက်ပိုင်းဘက်မှာအကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ပြဿနာတွေသူတို့ဗောနော်တရုတ်ဘာညာဗောဖီအားတွေနဲ့ရင်ဆိုင်နေရတဲ့ဥစ္စာတွေလည်းအာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီနေ့ဟိုဗောနော်အာအကြောင်းအရာတစ်ခုတည်းမဟုတ်ဘဲနဲ့ဒီဘက်က စီးရေးနဲ့ပတ်သက်တဲ့သတင်းတွေကိုစုပြီးတော့ကျွန်တော်တို့ကျွန်တော်မြင်တဲ့တချို့ဥစ္စာတွေကိုအာကျွန်တော်ဟိုပါတော့ဟိုတုံးသက်တုံးသက်မှာပဲဖြစ်ပါအဲ့တော့အာတုံးသက်မယ်ဆိုရင်နေရာမှာလဲကျွန်တော်အားရစရာကောင်းတဲ့သတင်းတွေကိုပဲကျွန်တော်အဓိကထားပြီးတော့တုံးသက်ခြင်းအော်ဒီဒီအခုပေါ့နော်ဒီ April လထဲမှာ2025ရဲ့ April လထဲမှာ April ပေါ့နော် April ဆိုတော့အခုဆိုရင် May ဆိုရင်ပထမပတ်ဟိုကုန်သွားပြီ ဒုတိယပတ်ထဲကိုကျွန်တော်တို့ရောက်နေပြီပေါ့နော်အဲ့တော့ဒီအမေဒုတိယပတ်ထဲကိုရောက်တော့မယ်ပေါ့နော်ပထမပတ်ကုန်တော့မယ်အဲ့တော့ဒီရပိုင်းမှာကျွန်တော်တို့ April လကုန်ပိုင်းနဲ့ဒီ April April လနဲ့အကျွန်တော်တို့မေလထဲမှာအကျွန်တော်တို့တနင်္သာရီဘက်မှာထူးခြားတဲ့စီရီသတင်းလေးတွေကိုအကျွန်တော်တို့တွေ့ထားတာရှိတယ်အဒါဘာလဲဆိုရင်တော့ဒီနေ့ဆိုရင်အကျွန်တော်တို့ဟိုပါဘောနော်ဟိုဒီတနင်္သာရီဘက်မှာဘောနော်အကျွန်တော်တို့ အာတီခီစခန်းသိန်းတိုက်ပွဲအာတခုကျွန်တော်တို့တက်လာတာတွေ့တယ်။အာပြီးခဲ့တဲ့အာနောက်ပိုင်းနေမှာလည်းအာဟိုကျွန်တော်တို့တီခီအာတီထပေါ့နော်။အာတီထဖြူဟာကိုအာကျွန်တော်တို့တင်ပိုက်လိုက်တာလည်းရှိတယ်။အခုလေအထီဟိုဟာထီထားနဲ့ထီခီဆိုတာတကယ်တမ်းကြောင့်နီနီလေးကျွန်တော်တို့ဗမာရှိလဲဆိုတော့သူကဒီဒဝဲထီခီလမ်းကြောင်းပေါ်မှာရှိတဲ့စခန်းနေလို့ကျွန်တော်တို့ပြောလို့ရတယ်အဓိကတော့ထီခီစခန်းဒီနေသက် အာခံစစ်စခန်းတစ်ခုဖြစ်ပြီးတော့အမှားကျွန်တော်တို့ဟိုပါတော့ဒီတက်ရင်တစ်ခုရဲ့တက်ရင်မှုဦးစီးပြီးတော့နေရတဲ့စခန်းတစ်ခုဖြစ်တယ်အာပြီးတော့အာကျွန်တော်တို့အာဟိုပါတော့အာပြီးတော့ကျွန်တော်တို့ဒီအာထိထစခန်းဆိုလေအဘက်ကစခန်းနေပါတော့အဘက်မှာဆိုရင်စစ်ကြောင်းတွေတော်တော်များများလှုပ်ရှားတယ်အဓိကတော့ထဝဲထီးကြီးလမ်းကြောင်းပေါ်မှာထိုင်ပြီးတော့သူကထိန်းချုပ်တဲ့နေရာတွေလို့အာကျွန်တော်တို့ပြောလို့ရတယ်အရင်တော့ကတော့သူကဒီတဝဲထီးကြီးလမ်းကြောင်းမှာဆိုရင် အာကျွန်တော်တို့ဟိုဟိုပါเนาะအပတ်မှာဆိုထီထမောထဆိုပြီးတော့စခန်းနေရှိတယ်အပတ်မှာမှာမောထစခန်းဆိုလဲဒါသိမ်းပြီးွားပြီပြောရမယ်ဆိုတဝဲထီခီဘက်မှာစစ်စခန်းနေကုံွားပြီလို့ပြောလို့ရတဲ့အခြေအနေတစ်ခုလို့ ကျွန်တော်တို့ပြောလို့ရတယ်ဒါကဟိုတဝဲထိခိလမ်းကြောင်းပေါ်မှာဆယ်စခန်းနေမရှိတော့တဲ့အခြေအနေတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့တနင်္သာရီတိုက်ပွဲတနင်္သာရီထဲမှာကျွန်တော်တို့အခု2024 25မှာဆိုတိုက်ပွဲတွေတော်တော်များများကောင်းလာတယ်မနှစ်ကတော့ကျွန်တော်သတိထားမိတာတနင်္သာရီတက်တွေအနေနဲ့ရမငွေရှာဖွေရေးတွေဘာညာတွေတော်တော်လှုပ်ကြတယ်အဲ့ဘက်ကနေပြီးတော့သူတို့ရရှိလာတဲ့အဥ္စာတွေကိုအခုလက်တွေ့မြေပြင်မှာအတုံးဝင်အတုံးချနေပြီလို့ အာကျွန်တော်တို့ပြောလို့ရတဲ့အခြေအနေလို့အာကျွန်တော်ကတော့မြင်တယ်အဲ့တော့သူတို့ဘက်ကအဲတည်င်းတွေကတော်တော်လေးကိုထူးထူးဟာဖြစ်တယ်အာပြောမယ်ဆိုရင်ကျွန်တော်တို့အဲတဝဲဘက်ဆိုရင်သူကစီစီရေးရဆိုတာပဲเนาะအဘက်မှာဆိုရင်ကျွန်တော်တို့ KNU တက်မဟာလေးအာနေမြေဖြစ်တယ် KNU တက်မဟာလေးနေမြေဖြစ်တယ်အဘက်မှာဆိုတက်မလေးဆိုရင်တော်တော်လေးကိုအာအခြေအနေရကြည့်မယ်ဆိုတော်တော်လေးကို အာဘောနော်ဟိုပြောစရာတွေလည်းရှိတယ်အာဟိုဟာဘောနော်ဘယ်လိုပြောမလဲစစ်မတိုက်ဘူးဘာညာနဲ့ဟိုပြဿနာတွေနဲ့အရင် KNDU တက်တွေနဲ့အဲ့လိုမျိုးပြဿနာတက်တာတွေလည်းရှိတယ် KNDU နဲ့အဓိက KNDU ဆိုတော့ sorry KNDU ဆိုတော့မဟုတ်ပါဘူး KTLA ဘောနော် KTLA တက်တွေနဲ့အပြန်အလှန်အဲ့လိုတိုက်ခိုက်တာတွေအာတခြားဥစ္စာတွေအများကြီးကိုကျွန်တော်တို့တွေ့နေရတာလည်းရှိတယ်အဲ့တော့ဟိုပြောရမယ်ဆိုတက်ပါလီနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကတော်တော်လေးကိုရှိတယ်ဘောနော်အဲ့တော့အဖက်မှာကျွန်တော်က ဟိုပထမတက်မှလေးပတ်မှာအဲ့လောက်ထိဟိုဖြစ်လာနိုင်လားအပတ်ကစခန်းတွေတင်းလာနိုင်လားဆိုရင်တင်းလာနိုင်တာရှိတယ်အာအခုနောက်ပိုင်းကတော်တော်လေးကိုတင်းလာနိုင်တဲ့အခြေအနေလို့ကျွန်တော်ပြောရမယ်။အခုဆိုရင်ဗျာတဝဲထီးကြီးဘက်ဆိုရင်စစ်စခန်းတွေမရှိလို့မရှိဘာဖြစ်လို့လဲဆိုတော့အဖေကအဓိကကြားတဲ့စခန်းတွေလို့ပြောပါဆိုရင်ထီးခီးဟာနောက်ပြီးတော့အာကျွန်တော်တို့အာထီးခီးစခန်းရှိမယ်။အာပြီးတော့ထီးထဗျူဟာစခန်းရှိမယ်။အာပြီးရင်အာကျွန်တော်တို့ မောထစခန်းရှိမယ်အကစခန်းအဓိကစခန်းကြီးကအဲ၃ခုရှိတာတခြား point တွေမှာထိုင်နေစခန်းလေးကြီးလည်းရှိသေးတယ်ဒါပေမဲ့အဲစခန်းလေးတွေကအလောက်တိအေးမပါဘဲနဲ့သူကဒီ ठी စခန်းဆိုရင်တဲမှုထိုင်ပြီးတော့အအမှသူက120တွေတခြားဥစားတွေစင်ပြီးတော့အမလို့ပစ်ခတ်တဲ့ဟောပါတော့စင်ပြီးတော့သူကပစ်ကွင်းပစ်ပစ်ခတ်မှုကိုစိုးမိုးနိုင်အောင်ပြင်ဆင်ထားတဲ့စခန်းတွေမှာပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါကလည်းတစ်ခုပေါ့နော်နောက်ပြီးတော့ထိထ viewer စခန်းဆိုလည်းအတူတူပဲအဲ့ထက်မှဆို viewer မြောက် ဟာလက်နက်တွေကိုထည့်သွင်းထားတယ်။အာပြီးတော့အဘက်ကတော်တော်လွှားမှာသူတို့အနေနဲ့လှုပ်ထားတဲ့ဥစ္စာကြီးလည်းအများကြီးရှိတယ်။ကျွန်တော်ကဒါတွေဘာကြောင့်ပြောရလဲဆိုတော့ကျွန်တော်အဲ ठी ခီ ठी ခီစခန်းမှာလည်းကျွန်တော်အာပေါ့နော်လှုပ်ရှားစစ်ကြောင်းအနေနဲ့ကျွန်တော်နေခဲ့ဘူးတယ်။အာပြီးတော့ကျွန်တော်တို့ ठी ထပြူရစခန်းမှာဆိုလည်းကျွန်တော်နေဘူးတယ်။အာနောက်ပြီးတော့မောထစခန်းမှာဆိုလည်းကျွန်တော်နေဘူးတယ်။အာပြောရမလို့ အာဒီဘက်မှာထိကပလာဟာတို့ပါလို့ရှိတယ်ဟော3332တို့ပါလို့ပေါ့နော်အဲ့လိုစခန်းတွေအများကြီးရှိရပြီးမှဟိုဘက်မှာအောင်တာဝရတို့ပါလို့အပြောရမယ်ဆိုအပတ်မှာ Nether Sea တကြောမှာသူက Nether စခန်းအဖြစ်ကိုသူကအပတ်တကြောမှာအာစစ်တပ်ကနေပြီးစခန်းတွေအများကြီးပဲစောက်စောက်ထားတာရှိတယ်ကျွန်တော်တို့အမှဆိုရင်အာထိုင်းနဲ့မြန်မာပေါ့နော်အဲ့လိုဟို Nether မြင်းပေါ်မှာလမ်းရှိတယ်အဲ့လမ်းမှာဒီဘက်မှာအာကျွန်တော်တို့ အဲအလိုင်းရဒီဘက်မှာကျွန်တော်တို့စစ်တပ်စခန်းရှိရဒီဘက်မှာထိုင်းစခန်းရှိတယ်အဲ့လိုပုံစံတွေကလည်းအများကြီးပဲထိုင်းစခန်းဆိုရထိုင်းကတော့အမှနေသားဆောင်တက်တွေအဓိကနေကြတာဗောနော်နေသားဆောင်တက်တွေအဓိကနေကြတယ်ပြီးတော့အဲ့ကစခန်းတွေကိုအာကျွန်တော်တို့အာကျွန်တော်တော်တော်များများရောက်ဖူးတယ်ဗောနော်ဘာလို့လဲဆိုတော့အပတ်မှာလမ်းဖောက်တာတွေဘာညာတွေအကုန်လုံးကိုကျွန်တော်တို့ကလုံခြုံရေးလိုက်ဖူးတော့အပတ်မှာကကျွန်တော်တော်တော်လေးကိုကျင်လေလှုပ်ရှားဖူးတယ်လို့အာပြောရမယ်ဗောနော်အဲ့တော့လဝဲတီကီလမ်းကြောင်း ဘက်ကနေဆက်စခန်းနေမှာဆိုရင်တော့အဓိကပေါ့နော်ဒီအာဒဝဲဘက်ကိုသွားတဲ့ကျွန်တော်တို့တစ်ဖက်မှာဆိုရင်ကန်ချနာဘူဘက်ကနေပြီးလာပြီဆိုရင်အာကျွန်တော်တို့တဘက်ကိုကူးမယ်ထီခီဘက်ကနေကူးပြီးတော့ဒဝဲရင်နဲ့စိုက်ကန်ဘက်ကိုသွားတဲ့လမ်းကြောင်းဘက်ကရှိတဲ့စစ်စခန်းတွေဒီကုံသွားပြီလို့တော့ပြောလို့ရတဲ့အခြေအနေလို့အာကျွန်တော်ကတော့မြင်နေပေါ့နော်အဲ့တော့အပတ်စခန်းနေပါဆိုရင်တနင်္သာရီတိုင်းကနေပြီးတော့တက်တည်ထိုင်ကြတယ်စားကရှိကအာတက်တွေကလှုပ်ရှားစစ်ကြောင်းဖြစ်ပူးပေါင်းပြီးတော့အပတ်မှာလှုပ်ရှားကြတဲ့ပုံစံတွေကိုလည်း အာကျွန်တော်တို့တော်တော်လေးကိုတွေ့ရတယ်အပမာကပြောရမယ်ဆိုစစ်တပ်အနေနဲ့ဟောတော့ကျွန်တော်တို့အပကိုစစပြီးတော့ကျွန်တော်တို့အဲကျွန်တော်တို့ကျွန်တော်ရောက်တုံးသွားဆိုရင်ပေါ့နော်အပကတကယ်ကိုအပမာနေခဲ့တဲ့ဒူးတန်ရင်မှုတွေအာတန်ရင်မှုကျွန်တော်တချို့ဗီဒီယိုတွေမှာအဲအကြောင်းကိုပြောပြပါတယ်အထီးခီးတို့ထီးထားတို့ပတ်စံဆိုတောက်တောက်လဲဝင်နေနေရအဓိကဘာလဲဆိုတော့သူကလူမောင်ခိုလမ်းကြောင်းတွေရှိတယ်ဒီလူမောင်ခိုလမ်းကြောင်းတွေရနေပြီးတော့ပတ်စံတွေရတယ်နောက်ပြီးတော့အဲတဝဲထီးခီးလမ်းကြောင်းကိုဖောက်တယ်ဆိုတဲ့အချိန်မှာ ဒီအတစ်တော်တွေတော့ကျွန်းတစ်တွေဟောပါတော့အများကြီးပဲပဒေါက်တွေအဲ့လိုတစ်ပင်နေဆိုရင် လက်ညှိုးထိုးပြီးတော့ရောင်းစားရတော့အပတ်က view အောင်မှုတွေဆိုတက်သမားတွေခေါ်လာပြီးတော့အဟိုဟာ why အသူတို့နေမီထဲမှာကျွန်းတစ်တပင်တွေ့ပြီးတော့ဟဲ့ောက်လာခဲ့အတစ်ပင်ခုတ်အတစ်ပင်ခုတ်ရောင်းမလိုက်အပတ်ကတမမှုတွေဆိုရင်ပတ်စံကိုအဲ့လိုတော်တော်ကိုရတာပေါ့နော်တော်တော်ကိုရတာအဲ့ဘက်ကဒုတန်မှုဆိုရင်အဲ့မှာဒဝဲထီခီးပေါ့နော်အဲထီထ အနာမထိုင်ရတဲ့သူတွေဆိုရင်ပတ်စံဆို share ကိုရတာတကယ်ရတာတော့မြန်မာဝင်တယ်မဟုတ်ဘူးနော်ဘတ်နဲ့ရဘတ်နဲ့ရတာအဲ့လိုမျိုးအခြေအနေမျိုးတွေအပမှာသူတို့ဆိုရင်ဘောစီတွေအပမှာထိုင်ရတဲ့သူတွေဆိုတကယ်ဘောစီတွေလို့ပြောလို့ရတဲ့အခြေအနေမျိုးပေါ့ဗျာအဲ့တော့ပြောချင်တာကအပဒဝဲထီကီလန်ကြောင့်ဘက်ကအခြေအနေတွေကအခုအချိန်မှာတော်တော်လေးကိုစိုးပြီးစစ်တပ်ရဲ့စိုးမိုးမှုပျောက်ပြတ်သွားတဲ့အခြေအနေတစ်ခုလို့အာကျွန်တော်တို့ပြောလို့ရတယ်ဗောနော်ဒါကတဝဲထီးခိဘက်နောက်ပြီးတော့ KNU တပ်မတွေထဲမှာအခုနောက်ပိုင်းဟောဗောနော်ကျွန်တော်တို့တော်တော်လေးကို ဟိုတိုက်ပွဲတွေကိုတော်တော်လေးကိုအာကျွန်တော်တို့တွေ့လာရတယ်အခုအာ KNU တက်မှာ၄တခုတည်းနေမဟုတ်ဖ ೇನೆ ကျွန်တော်တို့ဟိုဘောနော်အာဘယ်ဘက်မှာတခုထပ်ပြီးတော့ဟိုဟာဖြစ်လဲဆိုလှိုင်းပွဲပါဘောနော်အာလှိုင်းပွဲလှိုင်းပွဲမှာရှိတဲ့အာကျွန်တော်တို့တခေါ်ဘီစခန်းဆိုတဲ့တခေါ်ဖီတခေါ်ဘီခီးစခန်းဆိုတဲ့ဥစ္စာကိုပါထပ်ပြီးတော့အသိမ့်ပိုက်ရရှိတယ်အဲဥစ္စာကဘာမှရှိတယ်ဆိုလှိုင်းပွဲဆိုတော့တက်မှာခွန်နေမီထဲမှာရှိတာဘောနော်တက်မှာခွန်နေမီထဲမှာရှိတဲ့ဒီတခေါ်ဘီခီးစခန်းကို အာရောက်ခဲ့ဟိုပါဘောနော်ဒီစစ်တပ်ကနေစစ်တပ်ကတက်ဆွဲထားတဲ့စခန်းတွေကိုထပ်ပြီးတော့တင်ပိုက်ရရှိတာတွေကိုကျွန်တော်တို့တွေ့ရတယ်တမခွန်ထဲမှာလည်းအခုတော်တော်လေးကိုတင်လာတယ်အဓိကတော့ nether စခန်းတွေဒီတခေါ် pigu စခန်းတို့ဘာလို့ဆိုလဲ nether ကိုအာဘောနော်ကာကွယ်ဖို့အတွက်စောက်ထားတဲ့စခန်းတွေလို့ပြောလို့ရတယ်အဲ့တော့ဒီတနင်္သာရီထဲမှာကအဓိကကစစ်တပ်ကဘောနော် nether ခန့်စစ်ကိုသူကအဓိကအခိုင်အမာကိုယူလာတာ nether စီးပေါ်မှာအာကျွန်တော်တို့ဒဝဲဘက်ပဲကြည်တနင်္သာရီဘက်ပဲကြည်မြဝတီဘက်ပဲကြည်ကြည်အဲကျွန်တော်တို့ရွှေကုတ်ကိုဘက်ပဲကြည်အကုန်လုံးအဲ네덜စခန်းနေမှာသူကစစ်တပ်ကစခန်းနေဆောက်လာအခု KNU ကဘာလုပ်လဲဆိုအဲစခန်းနေအကုန်လုံးသူကတင်းပလိုက်ပြီလိုက်တင်းနေတာအခုတမခွန်ဘက်လေအဖက်မှာဆိုရှိသေးတယ်ဟောဘာလို့ဟိုတလောတော့ဆိုမဲသဝတို့ ကျွန်တော်တို့မန်နပ်ပလောတို့အဲ့လိုမျိုးစခန်းတွေကိုတင်ထားတာရှိတယ်။အခုလည်းထပ်ပြီးတော့တင်ထားတဲ့ဥစ္စာတွေကိုလည်းကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။အဲ့တော့ပြောရမယ်ဆိုအဘမှာစစ်တပ်စစ်တပ်ရဲ့အခြေစိုက်စခန်းတွေစစ်တပ်ရဲ့ nether ခံစစ်လို့ပြောလို့ရတဲ့စခန်းတွေကိုမရှိအောင် KNU ကနေပြီးတော့လိုက်ပြီးတော့တင်နေတဲ့အခြေအနေတခုတွေ့ရတဲ့ KNU ရဲ့ပေါ့နော်ဒီနှစ်အတွင်းမှာစည်ရင်းလှုပ်ရှားမှုကတော်တော်လေးကိုထူးထူးခြားခြားပြောင်းလဲလာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။အဲ့တော့ ဒီဥစ္စာကကျွန်တော်တို့ဝမ်းသာတရားလားအားရတရားလားဆိုရင်တော့ KNU ရဲ့ဘောတော့စီးရေးရရင်ဆိုင်ရမှုအခြေအနေသူတို့ရဲ့စီးရေးလှုပ်ရှားမှုကကျွန်တော်တို့မြောက်ပိုင်းကတပ်ဖွဲ့တွေလောက်သူတို့အနေနဲ့အာဘုံဝင်လင်းပြောရမယ်ဆိုရင်ဟိုဘောတော့မတူဘူးလို့ကျွန်တော်တို့ပြောလို့ရတဲ့အခြေအနေလို့ပြောရမယ်ဗျ။ဘာလို့လဲဆိုတော့ဟိုမြောက်ပိုင်းရဲ့စီးရေးဟိုပထဝီဝင်စီးရေးအနေထားနဲ့အာဒီဘက် အာကရင်ပြည်နယ်ရဲ့ပထမဝင်စီးရင်နေထားလဲမတူမှုကွဲပြားတာရှိတယ်။တနင်္လာနဲ့တနင်္လာတော့မတူဘူးပါပဲ။နောက်ပြီးတော့စူးဖွဲ့မှုအင်အားပုံစံတွေမတူတာရှိတယ်။ဥပမာ KNU ဆိုရင်ဟောတော့အခုဆိုတက်မခွန်တက်မ၄ဒီနေ့ဆိုကြားတဲ့ဥစ္စာတွေနောက်ပြီးတော့ဖာပွန်ဘက်မှာလည်းတက်မ၅ဘက်မှာလည်းသူတို့လုံနေတာရှိတယ်။အခုအာကျွန်တော်တို့နောက်ပြီးတော့ဟိုပေါ်တော့ဘကိုးဘက်မှာရွှေချင်းဘက်မှာလည်းအာကျွန်တော်တို့ဟိုတော့ KNL နဲ့ PDF ပူးပေါင်းတက်တက်တွေအာကျွန်တော်တို့ခမရ98အတရင်ဌာနချုပ်ကိုဝင်ပြီးတော့ တိမ့်ပိုက်လိုက်တာကြီးလဲကျွန်တော်တို့ဒီနေ့သတင်းတွေတွေ့ရတယ်မကြခင်တို့သတင်းချက်လက်တိတိကျကျရင်လည်းပေါ်ပြလာမယ်လို့သိရတယ်ဘလို့အခြေအနေမျိုးဆိုတာထက်ဒီပကိုးရွှေကျင်ဘက်မှာဆိုရင်ကျွန်တော်တို့အခုတိုင်ရင်ဌာနချုပ်တစ်ခုကိုထပ်ပြီးတော့တိမ့်ပိုက်လိုက်တယ်တိုက်ခိုက်တိမ့်ပိုက်လိုက်တဲ့အခြေအနေတစ်ခုဖြစ်တဲ့အတွက်စစ်တပ်ကလည်းလေချောင်းကနေပြီးတော့အသေးအံဟိုဟာဖြစ်နေရရှိအဲ့တော့ကျွန်တော်ပြောချင်တာဘာလဲဆိုတော့ကျွန်တော်တို့တောင်ပိုင်းရဲ့စီရေးအခြေအနေဟာဟုတ်လားမထင်မှတ်ထားတဲ့အခြေအနေတွေကိုရောက်သွားမလားဆိုတော့ ဟိုတော့မျော်လင့်ချက်တွေတဖြည်းဖြည်းအားကောင်းလာတယ်ဆိုတော့ကျွန်တော်အဓိကထားပြီးတော့ပြောချင်တာဖြစ်ပါတယ်ဟိုဘောเนาะအဲ့တော့ဟိုတနင်္သာရီတိုင်းဘက်မှာဆိုလဲဒီဟိုဘောเนาะ ठी ခီတို့ ठी ထားတို့ viewer စခန်းတွေကိုတိုက်တယ်ဆိုတဲ့အချိန်မှာထိုင်းကထိုင်းဘာလို့လဲဆိုတော့ Netherlands ကျောင်းပေါ်မှာသူကဟိုတဲ့ထားတာရှိရအခုကတောင်ရင်းမြစ်လို့အခြေအနေမဟုတ်တနင်္သာရီကြတော့သူက ကုန်းမြေဆက်ဆက်နေရပါတော့အပတ်မှာကြောင်ရေလန်းကြောင်နဲ့ဆက်ဆက်နေရမှာကုန်းမြေဆက်ဆက်နေရဖြစ်တဲ့အတွက်တို့ကအလန်းလေးရှိတယ်အလန်းဟိုဘက်ချမ်းကထိုင်းဒီဘက်ချမ်းကမြန်မာအဲ့လိုအခြေအနေမျိုးရှိတယ်အဲ့တော့ဟိုသူကဒီဘက်မှာဒီ ဟိုတီကီစခန်းဆိုရင်ကျွန်တော်တို့အဲသူ့ရဲ့မြေပုံအရဆိုရင်သူ့ရဲ့စခန်းကထိုင်းနေမြေတဲ့ကိုဒီလိုလေးဒီလိုလေးကိုွေဝင်နေရပါတော့ဒီလိုလေးကိုွေဝင်နေတဲ့အချိန်တွေဆိုတော့အထဲမှာဝင်တိုက်ရတဲ့အချိန်တွေဆိုတော့အတီကီဖြူဟာတီတီကီစခန်းကိုတိုက်တဲ့အချိန်မှာတော်တော်လေးကိုခက်ခက်ခဲနဲ့တိုက်ရတယ်လို့လဲဒါအပတ်ကရဲဘော်ရဲ့အင်တာဗျူးတွေပါတယ်တော်တော်လေးတဲကြားမှာပေါ့နော်အဲ့တော့အဲ့တော့အဲ့လိုအချိန်တွေဆိုတော့ ဘောနော်ထိုင်းကလည်းသူတို့ရဲ့စီရေးအခြေအနေကိုဘောနော်ဘလို့ရှိလဲဘာညာရှိလဲဆိုပြီးတော့စောင့်ကြည့်နေရတဲ့အခြေအနေတခုရှိတယ်ဘောနော်အဲသူတို့ကတော့နှစ်260နှစ်9လောက်လောက်ရှိတဲ့ဘောနော်စစ်တပ်ကြီးကအာကြွားဝါထားတာအာမြန်မာစစ်တပ်ကထိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စစ်တပ်ထဲမှာရှိတယ်မှာပြောတာတခုရှိတယ်ဘာလဲဆိုတော့ထိုင်းလောက်ကတော့တနာတယ်ငါတို့မြန်မာစစ်သားတွေက ငပိနဲ့ငပြောဘူးကိုစားပြီးတော့ဘန်ကောက်ထီကိုခြစ်တက်ပြီးတော့တိုက်လို့ရတယ်ဆိုပြီးတော့စောက်ပုတ်ကြရနေနဲ့ဝါလာပြန်လာရရှိတယ်တကယ်တမ်းကျတော့ဘာမှအဲ့လောက်လည်းလုံနိုင်တာမဟုတ်အဲ့လိုအဲ့လိုပြောထားတဲ့စစ်တပ်ကဗယံပတာတွေနဲ့ထွက်ပြေးနေရတဲ့အခြေအနေတွေဟိုပေါ့နော်ဒီလိုမျိုးဥစ္စာတွေကိုထိုင်းစစ်တပ်ကလူတွေကတော့ကြည်ပြီးတော့ရည်နေရည်နေအောင်မယ်လို့တော့တင်နေပေါ့နော်တကယ်တမ်းကျတော့ဒီစစ်တပ်မှာဘာစွမ်းရည်မှမရှိတော့တာကကျွန်တော်တို့အဓိက အချက်တစ်ခုအဖြစ်သူတို့မြင်ကြမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒါကတော့တောင်ပိုင်းနဲ့ပတ်သက်တဲ့စီရေးအခြေအနေတွေအာဒီအပိုင်းမှာထူးထူးခြားခြားလေးပြောင်းလဲလာတာကိုအာကျွန်တော်တို့တွေ့ရတယ်အဲဒီကနေပြီးတော့ဘယ်အထိသွားနိုင်မလဲဟိုတလောကတော့ကွာကော့ကရီဘက်ကအခြေအနေကတော့အခုရပိုင်းသတင်းလေးနည်းနည်းညင်နေတာရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းတော့ကင်းရင်ပြည်နယ်ထဲမှာကျွန်တော်ဘာတစ်ခုသတိထားမလဲကင်းရင်ပြည်နယ်ဆိုရတဲ့တောင်ပိုင်းကသတင်းတွေမှာဘာတစ်ခုသတိထားမလဲအရင်ကဆိုတိုက်ပွဲတိုက်ပြီးဆိုတာနဲ့လေ တရင်တွေကမှုလို့တက်လာ။အော်ဘယ်နေရာမှာတိုက်နေဘယ်နေရာမှာချိန်နေဘယ်နေရာမှာချနေပြီဆိုအဲ့လိုမျိုးတက်တာနော်။ဒါပေမဲ့အခုပွဲပြီးမှတက်လာတာ။တရင်ကိုလုံခြုံမှုကိုလုံးဝထိမ်းမလိုက်တာ။ပွဲပြီးမှတက်တာ။စခန်းတော်မှာတိုက်နေတုန်းဆိုမတက်လာတော့ဘူး။အဓိကကလည်းအဲ့နယ်မြေထဲမှာ ဟိုတော့ဟိုပါမလို့အလွယ်တကူအဲ့လိုတရင်တွေကိုဟိုပြောဒီပြောပြောတဲ့သူတွေတိတ်မရှိတော့တာလည်းပါတယ်ဗျာနောက်ပြီးတော့ရဲဘော်တွေကိုယ်တိုင်လည်းဟောပါတော့ဒီစစ်ပွဲရဲ့သဘောတရားတွေအစင်းပြူဟာတွေတရင်လုံးကြုံမှုတွေဒါတွေကိုအလေးထားတာတွေလည်းပါမယ်ဗျာဒါကြောင့်မလို့ဟိုတော့ဒီဒီပိုင်းမှာကျွန်တော်တို့ဒီနောက်ပိုင်းမှာတိုက်ပွဲသတင်းတွေဆိုရင်တောင်ပိုင်းဘန်းကတောင်ပိုင်းကနေပြီးတော့တော်တော်လေးကိုသတင်းတွေကိုလုံခြုံမှုကိုဦးစားပေးလာတာကြီး အာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့တခြားဘက်မှာလည်းထူးခြားတာတွေရှိတယ်အနောက်ဘက်မှာဆိုရင်ကျွန်တော်တို့ AA ကအာဘောနော် AA ရဲ့ဟိုတိုက်ပွဲသတင်းသံတွေကိုကျွန်တော်တို့မြန်မြန်ဆန်ဆန်မကြားပါပဲအခုဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ AA နဲ့တရဝင်းတန်တမန်ဆက်ဆံရေးဟိုဟာဘောနော်ဆက်ဆံရေးထားရှိလာမယ်ဆိုပြီးတော့ပြောလာတယ်စစ်တပ်ကဒါကိုသိတဲ့အချိန်မှာ no မရဘူးမင်းတို့ကလည်း AA နဲ့မဆက်ဆံတဲ့ငါတို့လည်းပဲဆက်ဆံဒါကိုငါတို့ခွင့်မပြုဘူးလို့ပြောတော့ညာလေ အေဘက်ကဟိုဘင်္ဂလားဒေ့ရှ်ဘက်ကနေသူတို့လည်းလက်မခံဘူးမင်းတို့ငါတို့လာမပြောနဲ့ပြောရမယ်ဆိုဗျအရက်သားသားကနေအာပြောမယ်ဆိုရင်မင်းတို့စောက်ပြီးမစောက်ဘူးကွာငါတို့ကဘယ်သူငါတို့ကငါဘယ်သူနဲ့ပဲဆက်ဆံပြီးတော့တန်တမန်ရေးစကားပြောပြောမင်းတို့ဝင်ဆော့ဖတ်ဆရာမလို့ဘူးဆိုတော့အဲဆိုတဲ့သဘောဗျာအဲ့တော့နောက်လာမယ့်နှစ်တွေမှာတော့ဟိုပေါ့နော်ရခိုင်တကြောလုံးကိုအေကတင်ပြီးွားရင်နေသက်ကုံတွေရေးအာကန္နာစီးပွားရေးကိစ္စတွေကစစ်တပ်နဲ့လုံးဝမဆိုင်တော့ဘဲနဲ့ဟောပေါ်တော့ AL လောက်ကိုကြာရောက်ပြီးတော့ မင်းအွန်လိုင်းတို့ကတော့တောက်တစ်ခေါက်ခေါက်နဲ့ကြိတ်မနိုင်ခဲမရဖြစ်မဲ့ပုံတွေတော့ရှိတယ်ဒါပေမဲ့တရုတ်ကလည်းအချားတွေမှာဘလို့ဝင်မှွေဦးမလဲဘလို့ PR တွေနဲ့ AA ကိုလှုပ်လာအောင်မလဲဆိုတော့ကျွန်တော်တို့စောင့်ဆက်ဆောင်ကြည့်ရမယ်ဒါပေမဲ့ AA တို့ TNL တို့ကတခုရှိတာကဟိုဘောတရုတ်ရဲ့ဓာတ်ရိုက် PR ကသူတို့ပုံမှာဘောတော့ MND လောက်မကြရောက်တာတော့ရှိတယ်ဒါပေမဲ့ဟိုမှာဗျ MND ရဲ့တရုတ်ဖီးယားကအကြီးကြီး100%အပြည့်ကြောက်တယ်ဆိုရင် TNL ကကြတော့ 80ရာခိုင်နှုန်းလောက်ပဲကြာရအောင်။ A ရကြတော့90ရာခိုင်နှုန်းလောက်ပဲကြာရအောင်။ဒါလို့ဒါလိုမျိုးရှိတယ်။ဘာဖြစ်လို့လဲ။နယ်မြေတွေခြားသွားတာရှိတယ်။ TNL ဆိုလည်းအခုရက်ပိုင်းဟိုပေါ့နော်ဟိုတရုတ်ကဝင်ညှိပြီးတော့ဟလာဆွနိဘွက်လောက်ခိုင်းတယ်ဆွနိဘွက်ပြတ်တယ်။အဒိုးပင်တော်ညာဟိုပေါ့နော်ပြန်မပေးနိုင်ဘူးဆိုတော့မမာထန်ထန်စကားကိုပြောလို့ရပြောပြောလို့ရဘာဖြစ်လို့ဆိုတော့ရှင်ပြောလို့ရစစ်နိုင်ထားတာလीစောက်ပုံးမှမဟုတ်တာရှင်နိုင်စစ်နိုင်ထားတာလीနော်စစ်နိုင်ထားတာဖြစ်တဲ့အတွက် စောက်ပုံးက ဟိုဖြစ်တာဒါကစစ်နိုင်ထားလို့ဒီလိုစကားမျိုးခတ်မှမာနဲ့အာပြန်တုံပြန်နိုင်တာလို့ကျွန်တော်တို့ပြောရမယ် KIA ဘက်မှာဆိုလည်းအာကျွန်တော်တို့ဗမော်ကိုအခုတိုက်နေတာရှိတယ်အာဗမော်ကလည်းမကြခင်ကြတော့မဲ့အနေထားမျိုးဖြစ်လာနိုင်ခြေရှိတယ်လို့ကျွန်တော်ကတော့ညင်တယ်ဗမော်ဘက်ကစစ်ကြောင်းတွေရဲ့အခြေအနေအာဗမော်ဘက်ကဒီစစ်တပ်ရဲ့အခြေအနေဟာပြောရမယ်ဆိုအသေးအတန်တော့တော်တော်လေးကိုခုခံနေတယ်အဲ့ဘက်မှာတိုက်ရင်အားတွေဖြည့်ပြီးတော့ခုခံနေတာဖြစ်တဲ့အတွက်ဟိုဘောနော် ဟိုတော်တော်လေးကိုပြောဟိုပါဗောနော်စောင်းစောင်းတော့စောင့်ကြည့်ရအောင်မယ်ချက်ချင်းလက်ငင်းကြီးတော့ပြောင်းလဲသွားမဲ့အခြေအနေမျိုးတော့မဟုတ်ဘာဖြစ်လို့လဲဆိုတော့စစ်တပ်ကလည်းအခုနောက်ပိုင်းသူတို့အလွယ်တကူလက်လွတ်နေရတာဖြစ်တဲ့အတွက်သူတို့ရဲ့ခံစစ်ကိုအယမ်းပြင်းတယ်အနောက်ပြတို့ရဲ့ခန်စစ်ကိုအင်အားတောင့်တင်းအောင်အရန်လုပ်တယ်အခုနောက်ပိုင်းစစ်မှုလမ်းကြောင်းရလာတဲ့အင်အားတွေအကုန်လုံးကဒီခန်စစ်အာခန်စစ်ထဲမှာအကုန်လုံးကိုထည့်တာတော့သွားမင်းတို့ကောင်းတွားမင်းတို့ကောင်းတွားတေးအောင်ခန်တိုက်ခန်တိုက်ဆိုပြီးတော့အဲ့လိုမျိုးထည့်တဲ့ပုံစံမျိုးတွေလည်းရှိတာဖြစ်တဲ့အတွက်ဟိုကောင်နော်အာတို့ရဲ့ ဟိုထပ်ပေါင်းလာတဲ့အင်အားတွေအင်အားတွေနဲ့အပစ်ကူပစ်အားကိုသုံးပြီးတော့ခန်းစစ်ကိုလည်းရှယ်ကိုမုံးမှန်နေရရှိရတခါလေကြရင်တံပြန်ထိုးစစ်ပုံစံမျိုး KI ကိုပြန်ထိုးတဲ့အတန်တွေလည်းအာကျွန်တော်တို့ကချင်ပြည်နယ်ဘက်မှာကြားရတယ်ပေါ့နော်ဟိုပြောရမယ်ဆိုရင်တနိုင်ငံလုံးရဲ့အနှံ့မှာကျွန်တော်တို့ April လတချံပြီးတဲ့အချိန်ကစပြီးတော့ကျွန်တော်တို့တော်တော်လေးကိုစီးရီးသတင်းတွေမြန်မြန်ဆန်ဆန်ပြန်ဖြစ်လာတာတွေတော့ကျွန်တော်တို့တော်တော်လေးကြားလာရတယ်ခုနောက်ပိုင်း ဟိုပါဘောနော်အင်းတော်တိမ့်ပြီးတဲ့အချိန်ရစပြီးတော့အင်းတော်တိမ့်နေနောက်ပြီးတော့ချင်းချင်းဘက်မှာတိမ့်နေပြီးတော့ကျွန်တော်တို့အခုစခန်းတိမ့်တိုက်ပွဲတွေကျွန်တော်တို့တွေ့လာဆိုတောင်ဘက်တောင်ဘက်ပိုင်းမှာလည်းမြို့သိမ်းတိုက်ပွဲတွေမတွေ့ရတော့ညာလေတရင်ဌာနချုပ်တိမ့်နေတိုက်ပွဲတွေနောက်ပြီးတော့အဓိကကြတဲ့နေဆက်စခန်းတွေကိုကျွန်တော်တို့ အာတိန်းလာတာတွေကျွန်တော်တို့ထူးထူးခြားခြားလေးကိုကျွန်တော်တို့ခုနောက်ပိုင်းပြန်တွေ့လာတာရှိတယ်။ဟိုတနေ့ကတော့ PDF လေးနှစ်ပြည့်တဲ့နှစ်မှာဥယျာဉ်မွန်ကနေပြီးတော့ပြောထားတာရှိတယ်။သူတို့ရဲ့အထွေထွေထိုးစစ်ကြီးကိုမဟာမိတ်တွေနဲ့သူတို့ပေါင်းပြီးတော့စတော့မယ်ဆိုပြီးတော့ပြောတယ်။နောက်ပြီးတော့အာ NUD ရဲ့လေးနှစ်တာအစီရင်ခံစာအရာအထက်မှာသူတို့စီရေးအသုံးစိတ်တွေဘလောက်ထိတုံးထားတယ်ဆိုတာလည်းအာကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့ဘောတော့အဲ့ကအသုံးစိတ်တွေကနေပြီးတော့ဘလောက်ထိလက်နက်အင်အား တောင့်တင်းအောင်ဆောင်ရွက်ထားနိုင်လေ။နောက်ပြီးတော့စီးရင်ရဘလောက်ကောင်းမွန်ဆောင်ရွက်ထားနိုင်လဲဆိုတာကတော့ကျွန်တော်တို့ပြီးခဲ့တဲ့အင်းတော်တို့ဘာတို့မှကြည့်ရင်တော့အနှဲငယ်တည်တာနေတယ်လို့အာကျွန်တော်တို့ပြောလို့ရတယ်ဒါကလည်းဖြည့်တင်းထားနိုင်လို့ရတိုက်ရိုက်ခိုက်ရကောင်းလို့ရစွမ်းရည်ကောင်းလို့ရ view ဟာကောင်းလို့ရလို့အာကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ဒီလိုမျိုးဥစ္စာတွေကတနိုင်ငံလုံးအနှံ့မှာဖြစ်ပေါ်ဖို့ဖြစ်ထွန်းဖို့ကျွန်တော်တို့လိုအပ်တယ်ဒါဟာတိုက်ပွဲတွေရအစအောင်မြင်မှုတွေကိုသွားဖို့အတွက် လမ်းတွေကိုအစပြုရာတွေလို့ကျွန်တော်တို့ပြောရမယ်အဲ့တော့အာစစ်တပ်ကတော့အခုချိန်မှာအာသူတို့တွေဟိုဘောတော့နိုင်ငံတကာနဲ့တန်တမန်ရေးကိုအာသူတို့အထူးကြိုးစားတိဆောက်တယ်အာမင်းရောက်လိုင်းဆိုရင်နိုင်ငံတကာအောက်တွားပြီးတော့ဒူးလိုက်ထောက်တယ်မနေ့ကတော့ဆိုလဲဟလာဟိုဟိုကျွန်တော်တို့တရင်နေမှာတွေ့မှာပါအာတရုတ်ဟိုဘောရုရှားရဲ့ဒီဘောတော့နာဇီဂျာမနီရောအွန်လိုင်းနဲ့အာနှစ်ပတ်လည်နေ့ကိုတွားတက်တယ်ဒါပေမဲ့နောက်တန်းမှာပဲသူ့ကိုထားခံရတယ် ပူတင်နဲ့လက်ဆွဲနှုတ်ဆက်တဲ့အချိန်မှာဘာပဲဟိုကျေးဇူးဖိတ်ခေါ်ပေးရကျေးဇူးတင်ပါတယ်ဆိုပြီးတော့မြန်မာလိုကြီးပြောပြီးတော့နှုတ်ဆက်တယ်မြန်မာလိုကြီးပြောပြီးနှုတ်ဆက်တယ်လူမိုက်တွေကြားထဲမှာတော့မှအရာမဝင်တဲ့ဘဝကိုရောက်နေတဲ့မင်းရောက်လာရတော့တန်တမာရေးကိုသူ့ရဲ့သူ့ကိုထောက်ခံကူညီထားတဲ့သူ့ကိုထောက်ပံ့ထားတဲ့နိုင်ငံတွေနဲ့ကောင်းမွန်အောင်တည်ဆောက်နေတော်ညာလေသူ့ရဲ့စီရေးကတော့လုံးဝကိုနလန်ပြတ်မထူလာနိုင်တာကိုတော့ကျွန်တော်တို့ကောင်းကောင်းတွေ့ရတယ် တရုတ်အနေနဲ့သူ့ရဲ့တန်တမာရေးအရာစစ်ကောင်စီကိုဘလို့ပဲကူညီကူညီစီရေးအရာဘလို့ပဲကူညီကူညီနိုင်ငံရေးအရာဘလို့ပဲကူညီကူညီပေါ့နော်စစ်ကောင်စီရဲ့စီရေးဟာပြန်မတက်လာနိုင်တော့တဲ့အခြေအနေတစ်ခုမှရှိနေတယ်အဓိကကတော့စစ်တိုက်သူတွေရဲ့စိတ်ထဲမှာစစ်တိုက်လူစိတ်မရှိတော့တာကအဓိကကြမယ်လို့တော့အာကျွန်တော်တို့ပြောရမယ်ဒါကြောင့်ကျွန်တော်တို့ကစစ်ကိုပဲနိုင်အောင်တိုက်စစ်ကိုသာနိုင်အောင်တိုက် ဒါကအဓိကဆိုပြီးတော့ကျွန်တော်တို့ပြောနေတာဖြစ်တယ်အဲ့တော့စစ်ကိုယ်သားနိုင်ငံတိုက်ကိုလက်ထဲမှာနေမြေတွေရှိလာပြီဆိုရင်နိုင်ငံတကာကလည်းသူတို့နဲ့ဆက်သွယ်လာမှာနိုင်မြင်းကိုဟိုပေါ့နော်ရွေးလောင်းမယ်ဆိုရင်တော့အခုတရုတ်ဆိုရင်နိုင်မြင်းကို ရွေးမလောင်းမယ်နဲ့သူကရှုံးမဲ့မြင်းကိုရွေးလောင်းထားတာရှိတယ်ဒါပေမဲ့ ဟုတ်တော့ဟိုတကယ်တမ်းသာကျွန်တော်လက်ထဲမှာနေမြေတွေရှိမယ်ဟိုဟာတွေရှိမယ်ဆိုဆွေးနွေးပွဲတွေမှာသာကျွန်တော်တို့ကအပေါ်စည်းကပြောလို့ရမယ်သူတို့ဘက်ကတောင်းဆိုမှုတွေလောက်လို့လောက်မှလောက်ခွင့်ရှိတာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဘက်ကတောင်းဆိုသမျှကိုလိုက်ရောမရတဲ့အခြေအနေအထိကျွန်တော်တို့ရောက်အောင်သွားနိုင်တယ်နေမြေတွေပိုင်ဆိုင်မှုလို့ရတယ်စစ်ပွဲတွေကိုနိုင်မှုလို့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့တော်လှန်ရေးမှာစစ်ကိုပဲနိုင်အောင်တိုက် တခြားဥစ္စာတွေကနောက်ကနေသူ့အလိုလိုပါလာမယ်ဆိုတာကိုတော့ကျွန်တော်ကတော့ယုံကြည်တယ်တချို့သူတွေပြောနေသလိုအခုနောက်ပိုင်းနိုင်ငံရေးရစကားပြောတယ်ဆိုကြတဲ့အချိန်မှာနိုင်ငံရေးစကားတွေပြောကြဆိုကြတယ်ဆိုတဲ့အချိန်မှာဒီတော်လန်ရေးမှာဘောတော့ဒီတော်လန်ရေးကြီးနဲ့ဒီပြဿနာကိုဖြေရှင်းလို့မရပါဘူးကျွန်တော်တို့ကတော့စစ်တပ်ကိုစစ်တပ်ကိုဒီလိုဖြေရှင်းလို့မရပါဘူးဆိုရင်စောက်တန်တွေတော်များများထွက်လာတယ်ဒါပေမဲ့ကျွန်တော်ယုံကြည်တာတစ်ခုကတော့ကျွန်တော်တို့ဟာစစ်ကိုနိုင်အောင်တိုက်ဖို့ပဲလိုလာတာစစ်နိုင်ရင် ကြံတဲ့ဥစ္စာတွေကအလိုလိုတိဆောက်လာနိုင်မှာ ဖြစ်တယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဒီနေ့ကျွန်တော်အတွေ့ကျွန်တော်အမြင်အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်သားခြင်းပါတယ်တော်လံပြည်သူများအားလုံးစိတ်လက်ကြည်သာစွာနဲ့တနေ့တာကိုဖျက်ဆီးနိုင်ကြပါသည်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ